မြန်မာနိုင်ငံကြက်ချေနီရဲ့အသင်း MRCS ရဲ့အခမဲ့ရွေးလျားစေပေခန်းတွေကိုစကိုင်းမြို့မှာဧပြီလ18ရက်နေ့အထိ ဖွင့်လှစ်ပေးထားမယ်လို့သိရပါတယ်။ငလင်ဘေးထိခိုက်ခန်းစားရသူများအတွက်မြန်မာနိုင်ငံကြက်ချေနီရဲ့အသင်းကပနမကျမ်းမာရေးဆောင်ဆောင်မှုအတွက်အခမဲ့ရွေးလျားစေပေခန်းတွေကိုစကိုင်းမြို့မှာယနေ့မှစတင်ပြီးဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အခမဲ့ရွှေလျားစေပေခန့်တွေကိုဖွင့်လှစ်ရမှာဧပြီလ9ရက်နဲ့15ရက်မှာတောင်ရှိဦးဖုံးတော်ကြီးချောင်းထိုင်ဧပြီလ10ရက်နဲ့16ရက်မှာမွန်ချောင်းဖုံးတော်ကြီးချောင်းထိုင်ဧပြီလ17ရက်နဲ့18ရက်မှာအောင်မြေဦးဖုံးတော်ကြီးတင်ပညာရေးချောင်းဧပြီလ12ရက်မှာရွှေတောင်ဦးဖုံးတော်ကြီးချောင်းထိုင်ဧပြီလ14ရက်မှာပဲစာ6ကျောင်းတိုင်းတို့မှာဖွင့်လှစ်သွားမှာဖြစ်ပါအထိတ် အဆိုပါနေရာတွေကကနအူးစေကံဖွင့်လင်းဖို့ရာထားတဲ့နေရာတွေဖြစ်ပြီးအချောင်းဝမျိုးမျိုးကြောင့်စေကံဖွင့်လင်းမဲ့နေရာအပြောင်းလဲရှိနိုင်တယ်လို့လည်းသိရပါတယ်ရှင်။